င်္ဂလာပါရှင် CNN သတင်းဌာနရဲ့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ KNU နဲ့ AA တို့ကိုရွေးကောက်ပွဲအားပြက်ပြက်အောင်နောက်ဆက်ဟန်တာတာဆိုတဲ့အကြောင်းပြချက်နဲ့အမှုပွင့်အရေးယူထားမှုကထိရောက်မှုရှိနိုင်လားဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအကက်ခတ်တွေကြားတုံ့တက်မှုတွေရှိနေတယ်ဆိုတဲ့သတင်းဘိုးကျဆုံးမှုကိုစန့်ကျင်ဖို့အတွက် တရုတ်နဲ့မြောက်ကိုရီးယားတို့သဘောတူညီခဲ့ကြတယ်ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အောက်စားသတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တင်ဆက်ပေးမှာကတော့ KNU နဲ့ AA တို့ကိုရွေးကောက်ပွဲအားပြက်ပြက်အောင်နောက်ဆက်ဟန်တာတာဆိုတဲ့အကြောင်းပြချက်နဲ့အမှုဖွဲ့အရေးယူထားမှုကထိရောက်မှုရှိနိုင်လားဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအကက်ခတ်တွေကြားသုံးသပ်မှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်မျိုးသားစီရောက် KNU နဲ့အရခတက်တော် A တို့ကိုရွေးကောက်ပွဲကိုပြပြအောင်နှောက်ယှက်ဟန်တားခြင်းဆိုတဲ့အကြောင်းပြချက်နဲ့အမှုဖွင့်အရေးယူထားမှုကထိရောက်မှုရှိနိုင်လားဆိုတဲ့အပေါ်စီရင်တဲ့နိုင်ငံရေးအကြက်ခက်တွေကြားတုံ့တက်မှုတွေရှိနေကြပါတယ်။ August 30ရက်မှာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြပြစီဖို့ဟောပြောတာပြောဆိုလာတဲ့ပြုလုပ်ခဲ့တဲ့ KNU မှာဘဒူစော့ကွယ်ထူးဝင်ဘဒူစော့စဲကေဘဒူတာတူမှုအပါဝင်၁၁ဦးကိုစက်တင်ဘာ၁ရက်ကလှိုင်းပွဲမြို့မှာရဲစခန်းမှာအမှုဖွင့်ထားတာပါ။ အဲ့ဒီနောက်စောစာပလဲတီဝန်းကိုလေစတိမာ9ရက်မှာလှိုင်းပွဲမြို့နယ်ပိုင်ကျုံနယ်မြေရဲစခန်းမှာအမှုဖွင့်ထားကြောင်းသိရပါဗျ။ဒါပြင်ဩဂုတ်28ရက်မှာတော့အေရဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်ရင်းစဲကြီးရွာဖုန်ကြီးကျောင်းမှာမဲပေးဆက်ဆိုင်ရာအသိပညာပေးရနဲ့လက်တွေစမ်းသပ်မဲပေးတာတွေဆောင်ရွက်နေစဉ်ဒရုန်းဘုံတစ်လုံးနဲ့ပစ်ချတိုက်ခိုက်ခဲ့တဲ့ AA နဲ့ PDF စစ်စစ်ဆဲတို့ကိုစတိမာ၄ရက်မှာအိုင်တပြုနယ်မြေရဲစခန်းမှာအမှုဖွင့်ထားကြောင်းသိရပါဗျ။ အခုလိုကရန်ယူနဲ့အေအေတို့ကိုအမှုဖွင့်အရေးယူမှုပြုလုပ်တာဟာတပီနယ်လုံးရဲ့အချုပ်အခြာအာဏာကိုသူတို့ပိုင်ဆိုင်ကြောင်းပြသခြင်းနဲ့ပုံစံဖြစ်ပေမဲ့လေတစုံတရာထိရောက်မှုမရှိဘူးလို့တရုတ်မြန်မာအရေးလေးလာတုံးသက်သူဒေါက်တာလှကျော်စောက CNN သတင်းဌာနကိုပြောပါရစေ။အဲ့ကျမပြောပါအောင်လားသူတို့ guide ကအဲသူတို့တပီလုံးရဲ့အချုပ်အခြာအာဏာကိုသူတို့ကပိုင်နေဆိုတဲ့ guide ပေါ့ညာ။ဟုတ်ကဲ့။ဟိုပါလေဟိုစစ် အဲ့လေဟုတ်ကြာကြီးညာတော့မာရှင်လောကြီးညာတော့လည်းခင်ဟိုဝနေတို့ငုံငါတို့တော့ခဲ့ကြီးညာသေးတာသူတို့မရောက်တာတော့နှစ်ပေါင်းဘလောက်ရှိနေလဲအဲ့ဒါတော့သူခဲ့ကြီးညာသေးတာတကယ်တော့အဲဗမာတပြည်လုံးရဲ့အချုပ်ချာအာဏာပိုင်ဟာသူတို့သာဖြစ်တယ်ဆိုတာကြားကြမှာပေါ့ညာဒါမှတခြားနိုင်ငံလည်းဆက်ဆံလို့ကောင်းပါဟောအခုတခြားနိုင်ငံကြီးကလည်းဒီစကားပဲပြောတာလေတကယ် defective government လို့ခေါ်တာပေါ့နော်တကယ်အုပ်ချုပ်နေတာက ဒီစစ်ကောင်စီပဲဖြစ်တာဟုတ်စစ်ကောင်ချင်းပဲဖြစ်တော့အဲဒါအဲ့ဒီ guide ကို like ဖမ်းတာပေါ့ရာသူတို့ပဲပိုင်ရင်အာနာသူတို့ပိုင်ရဲဆိုတဲ့ guide ကြီးထုတ်ခဲ့ပါပဲအဲ့ဒီလိုအမှုဖွင့်အရေးယူထားမှုနဲ့ပတ်သက်ပြီး KNU ဘက်ကတော့တိတက်နေမြေထဲမှာရှိတာဖြစ်တာကြောင့်အဲ့ဒီတရားစွဲမှုဟာဘလို့မှတက်ရောက်မှာမဟုတ်ကြောင်း KNU ပြောခွင့်ရဗဒိုစော့တော်နီက BBC ကိုဖြေဆိုထားပါတယ်အဲ့ဒီလိုပဲအရက်ကတတော်အေးရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခကတော့ ဘုံကြီးချောင်းကိုဘုံချတိုက်ခိုက်ခြင်းလုံးဝမရှိကြောင်းညင်းဆိုထားတာပါလက်ရှိမြန်မာနိုင်ငံရဲ့အခင်းချင်းအရအဲ့ဒီလက်နက်ကင်အဖွဲ့တွေအပေါ်အမှုဖွင့်လှစ်ထားတဲ့အတိုင်းအရေးယူပုံဖြစ်နိုင်သေးပေမဲ့လေရွေးကောက်ပွဲပြီးနောက်မှာတရားဥပဒေအရပြန်လည်ဆုံးဖြတ်ဖို့အချိန်ရောက်လာမှာဖြစ်ကြောင်းမြန်မာနိုင်ငံရဲ့လက်လာတုံးသက်သူဒေါက်တာအောင်မျိုးက CNN သတင်းဌာနကိုပြောပါတယ်အဲ့ဒီလိုအမှုဖွင့်အရေးယူထားမှုဟာအစိုးရကအထွေထွေလူငင်းချမ်းသာ권ပေးမှသာအဆင်ပြေမှာဖြစ်ကြောင်းလည်းသူကပြောပါတယ်အဲသူကဒီရေးချက်မှရှိတာပေါ့နော်အဲ့ဒါရှိတယ်

ဘယ်လိုဆိုရဲမှာအခုဖက်ခါခါခါနေဆိုတော့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 ဟိုအနာဂတ်ကတော့ဒီမှာကြီးရတာမဟုတ်ဘူးလေဒါပြကြတာကတော့အနာဂတ်မှာတော့သူတို့အခုလက်ရှိမှာသူတို့ကဟိုပုံမြင်မှုရဖို့ကသူကနေသွားတာဒီလိုလက်ရှိနေသားပါအဲ့တော့ဒီမလဲပဲသွားမလားလာဟိုသူတို့ဘယ်လိုဆုံးတက်မလဲဆိုတာပဲကြည့်ရတယ်နော်ဒီရက်မှာတော့အဲ့ဒါမျိုးမရှိဘူးရှိတဲ့အခါကျတော့ဒီအတိုင်းအတာလက်နက်ကြိုင်ကြီးဟလာသူတို့တောင်းကြန်တွေတော့တာ ခံကြီးကသူကနောက်တစ်ချိန်မှာသူကသူတို့ဟိုပေါ့နော်ပုံမှန်သူတို့ဖြစ်ဆက်ချွေးနေတယ်ဆိုတော့မှဒီခေတ်ကြီးကပြန်နေတာပေါ့နော်ပြန်နေတာပေါ့အဲ့ဒါဟိုဥလိုခဲ့လို့သူအထွေထွေတင်းချလာခွင့်ဟိုဟာမျိုးပြေးမှာပဲသူကရတော့ပေါ့နော်သူတို့ကတော့တော်တော်လေးကိုမကောင်းတဲ့အခြေအနေကိုပြောရမှာအထူးကလည်းဟိုတုတ်တက်တယ်လို့ပြောရမှာပေါ့နော်ဩဂတ်31ရက်မှာချင်းပြည်နယ်ထန်တလန်မြို့နယ်မှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ပြပြစီဖို့ဟောပြောတာပြောဆိုတာတွေပြုလုပ်ခဲ့တဲ့ချင်းပြည်နယ်ချင်းလန်းအစိုးရအဖွဲ့မှဥပထမ်းအပါဝင်16ဦးကိုစက်တင်ဘာ၄ရက်မှာဟာခမြို့မှာရဲစခန်းမှာအမှုဖွင့်ထားပါတယ်။ခရမ်းညူအေအေနဲ့အတိုက်ခံမှာဖွဲ့စည်းထားတဲ့ချင်းပြည်နယ်အစိုးရအဖွဲ့တို့ကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကိုနှောက်ယှက်ဟန်တားခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှား23ကာဂျီနဲ့အတိအသီးအမှုဖွင့်အရေးယူထားတာဖြစ်ကြောင်းသိရပါတယ်။နိုင်ငံရေးအရာသဘောထားကွဲလွဲမှုတွေမှာ ပြည်ထောင်စုရဲ့အကျိုးကိုရည်မှန်းပြီးတော့အမြင့်ကျကျနဲ့လှုပ်ဖို့လိုတယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကရာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုင်ငံရေးရာသဘောထားကွဲလဲမှုတွေကိုပြည်ထောင်စုရဲ့အကျိုးကိုရည်မှန်းပြီးတော့အမြင့်ကျကျနဲ့လှုပ်ဖို့လိုတယ်လို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကရာဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါတယ်။၂၀၂၅ခုနှစ်စက်တင်ဘာ၂၉ရက်ကရုရှားနဲ့ကာဆက်စတန်ခီးစင်ကနေအပြန်မှာ လေရင်ပေါ်မှာသူကမီဒီယာတွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။အဓိကတော့ကျွန်တော်တို့ကဘက်ပေါင်းစွာစ조사ဖို့တော့တူတယ်။ဘက်ပေါင်းစွာစ조사ဖို့တူတယ်။တစ်ခါကလည်းနိုင်ငံရဲ့သဘောထားကွဲလွဲမှုတွေလည်းအဲဒီတော်စုရဲ့အကျိုးကိုရည်မှောပြီးတော့ပေါ့ရည်မှန်းပြီးတော့ပေါ့အဲဒါကိုလည်းအမြင်ချင်းချင်းနဲ့လုပ်ဖို့တူတယ်။အခုတချို့ပြောဆိုနေတဲ့ဟာတွေကတော်လေးကိုဟိုဒါအားနည်းချက်တော့ရှိတယ်ကျွန်တော်ကတော့မြင်တယ်။အဓိကတော့သူတို့အဲ နိုင်ငံရေးရဘာသာရေးရတိုင်းသားရေးရဒီတချို့ပြောဆိုကြတာလေးတွေပေါ့လေပြောဆိုကြတာလေးတွေကကျွန်တော်တို့ဒီတဲ့ပို့ပြီးတော့အမြင်ချေချင်တဲ့ပြောဆိုလောက်ကံပြောစဉ်ပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်တစ်ခါကတည်းကကျွန်တော်တို့တွေကျိုးစားအထုတ်မှုတက်လို့တယ်ကျိုးစားအထုတ်တော့နှစ်ပိုင်းပေါ့ကွာတစ်ခုကတော့ဗာလဲဆိုရင်ပညာသင်ကြားရေးပိုင်းကိုတော့ကျွန်တော်တို့သွားတယ်ဒါတော့ငင်းပယ်လို့မရဘူးတကယ်တမ်းပြည်မှာဖြစ်ဖြစ်နေတဲ့အခြေအနေရဆိုရင်ပညာရေးအားနည်းချက်ရှိနေတယ်ဒီလိုပါပါ ်ဒုတိယဘာလဲဆိုတော့ကျွန်တော်တို့ကွန်ထရိုးလုံးမှုအလုပ်လုပ်ဖို့လိုတာပေါ့ကွန်ထရိုးလုံးမှုဒီနှစ်ခုကျွန်တော်တို့လုပ်ကိုလုပ်ရမယ်ကျွန်တော်တို့ကအရင်တော့ကျွန်တော်ပြောခဲ့ဘူးပါတယ်အဲ့ဒါဘာလဲဆိုတော့အရင်တော့ကျွန်တော်တို့ကတန်ဆာတာပစ္စည်းတွေကိုပုံမှန်ပဲရောင်းတာပေါ့ဗျာအဲတွင်းတဲ့ပစ္စည်းတွေရေနံတန်းကြီးတွေရောင်းတာရှိမယ်နောက်ဘက်ကတက်တော်တဲ့ပစ္စည်းတွေရောင်းတာရှိမယ်ဒါပေမဲ့ကျွန်တော်တို့ထုတ်အလုပ်လုပ်ပြီးထုတ်လို့ရတဲ့ပစ္စည်းတင်ဖို့ရောင်းချမှုကကျွန်တော်တို့နည်းနည်းအားနေပါဒါကျွန်တော်ကထောက်ပြပါ ီအောင်စုအကျိုးနဲ့နိုင်ငံရေးအမြင်ကျယ်ရန်လိုအပ်တယ်လို့ပြောဆိုခြင်းဟာရွေးကောက်ပွဲကိုအောင်မြင်ဖို့နဲ့ရွေးကောက်ပွဲနှောက်ယှက်ဟန်တာသူတွေကိုနားချတဲ့သဘောဖြစ်နိုင်တယ်လို့ NCA ထုတ်ရတဲ့ပအိုးအမျိုးသားလူမျိုးရေးအဖွဲ့ချုပ် PNNO NCAS မှာဥက္ကဋ္ဌဗိုလ်မှူးကြီးခုံးဦးကာက CNN တင်ဒင်းဌာနကိုပြောပါရတယ်။ဒါကတော့ skip go လို့ခေါ်တာပေါ့အင်္ဂလိပ်ပြောတော့ဘာဖြစ်ဖြစ်တရားခံရှာတဲ့အကျင့်ရှိတယ်လေဟိုမှာကြားခဲ့ရခံရှာတဲ့အနေနဲ့ပညာအားနည်းလို့ဖြစ်တယ်ဆိုတာမျိုးတို့နောက်ပြီးတော့ကျွန်တော်တို့ ဟိုလည်းပြည်တော်စုစိတ်ဓာတ်မရှိလို့ဖြစ်တာဆိုတာမျိုးတော့ပေါ့ဗျာဆေးခန့်ရှာတာပေါ့တကယ်တော့အာဘယ်လိုဖြစ်ဖြစ်ဒီနိုင်ငံရေးဆွေးနွေးဖို့ဒါမှမဟုတ်လည်းပြည်ခရရေးဆွေးနွေးဖို့ပို့ပြီးတော့ပြောပြောညင်ပါတဲ့ဟာတွေပုံပြနေတာပေါ့ဗျာဒီအခုအကျံဖက်လောက်ရတယ်ဘယ်ဘက်ကပဲလုံးလုံးပေါ့ဗျာနောက်တော့မလုံမုံထားမှုတွေပေါ့ ံဖက်လောက်ရတယ်ဘယ်ဘက်ကမှမလောက်ဖို့နဲ့မလိုမုန်းထားမှုတွေလည်းရှော့ညော့နေဖို့တော့တောင်းရှိကြတာပေါ့အကောင်းဆုံးအားလုံးပါလက်ရှိမြန်မာနိုင်ငံတံခိုးမှာလက်နက်ကန်အင်အားစုတွေနဲ့မြန်မာတပ်မတော်ကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်အဲ့ဒီနောက်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်လို့သူဒီမိုကရေစီစနစ်တည်ဆောက်လို့သူကွန်ဖက်ဒရေးရှင်းအစင်တန်းရရှိလို့သူခွဲထွက်နိုင်ရေးဂျိုးပန်းနေသူဘဟုချုပ်ကံမှုစနစ်ကိုတည်ဆောက်လို့သူဆေးရနာရှင်စနစ်ကိုချုပ်ငင်းလို့သူ2008ဖွဲ့စည်းပုံအခြေခံဥပဒေဖြတ်သိမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသင်းပြန်လည်ရေးဆွဲလိုသူစသဖြင့်တိုင်းပြည်ဒေသကြီးကျိုးပန်းနေသူတွေကြားသဘောထားတွေကိုကွဲလဲနေကြပါဗျ။မြန်မာနိုင်ငံကနေပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာနေသူတွေကိုတင်းကျပ်တာကအောက်ခြေဝန်ထမ်းတွေကြားအချင်းပြတ်ခြားစားမှုတွေဖြစ်လာနိုင်တယ်လို့စီးပွားရေးနဲ့နိုင်ငံရေးအကက်ခတ်တွေကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံကနေပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာနေသူတွေကိုတင်းကျပ်တာကအောက်ခြေဝန်ထမ်းတွေကြားမှာအကျင့်ပြတ်ခြားစားမှုတွေဖြစ်လာနိုင်တယ်လို့စီးပွားရေးနဲ့နိုင်ငံရေးအကခတ်တွေကထောက်ပြကြပါတယ်။2024နှစ်ကုန်ပိုင်းမှာသကောင်စင်းရင်ကောက်ခဲ့ရာနိုင်ငံလူဦးရေကျဆင်းနေတာကိုတွေ့ရကြောင်းဒီလိုလူဦးရေကျဆင်းနေတာဟာပြည်ပထွက်ခွာကြမှုများပြားတာကြောင့်လို့ဗိုလ်ချုပ်မှုကြီးမင်းအွန်လိုင်းကပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်2025ခုနှစ်ဇန်နဝါရီလမှာအသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ကိုအလုပ်သမားဝင်ကြီးဌာနကတင် ချက်လာခဲ့တယ်လို့တချို့ပိတ်ပင်မှုတွေရှိလာခဲ့ပါတယ်။အလားတူပြည်ပကိုထွက်ခွာဖို့မြန်မာနိုင်ငံမှာလူငယ်တွေတွားရောက်စဉ်လေးစိတ်မှာဝန်ထမ်းတချို့ကလုံခြုံရေးအကြောင်းပြပြီးထွက်ခွာခွင့်ပိတ်ပင်တာနဲ့ငွေကြေးတောင်းခံတာတွေပြုလုပ်လာခဲ့ပါတယ်။ပြည်ပထွက်ခွာလိုသူတွေအားတင်းကျပ်လာတာကလူငယ်လူရွယ်တွေစစ်မှုထမ်းအရွယ်တွေပါလာတာကြောင့်ခေါမေးကြက်မှတ်တာမျိုးရှိကောင်းရှိမှာဖြစ်ကြောင်းပြည်ပထွက်ခွာလိုသူတွေအတွက်ရှော့ရှော့ရှူရှူအဆင်ပြေရင်ပိုကောင်းကြောင်းမဟုတ်ရင်မတိသူကြော်သွားတိသူ ဖော်စားပုံစံဖြစ်လာပြီးနောက်အကျင့်ပြတ်ခြားဆမှုက ိုအားပေးတယ်လို့ဖြစ်သွားနိုင်ကြောင်းမြန်မာနိုင်ငံခီးသွားလုပ်ငန်းလုပ်ကိုင်သူဦးသက်လွင်တိုးကစီးရီးနယ်သတင်းဌာနကိုပြောပါရယ်။နောက်ပိုင်းကျက်လာတယ်ဆိုတာတော့နောက်ထပ်လည်းလူငယ်တွေပါလာတယ်၊စစ်ကူတိုင်းတွေပါလာတယ်၊လူငယ်တွေကြာရင်တော့သူတို့ကဟိုနည်းပါးပါးခေါ်မိတာကြီးကျက်တာကြီးတော့အရှိကောင်းရှိပါပေါ့နော်။ဟိုတော့သူဒီအပိုင်းလေးနဲ့ပဲအစီအပြေဝိုင်းတယ်ရှိပါပေါ့။ဒါပေမဲ့အခုချိန်မှာတော့ဒီရင်ဝင်ကွန်ပျူတာရဲ့လူတွေပါနေကြသွားလို့တဲ့လူတွေအတွက်ကတော့ 只要去吃别的时候，多讲那个，现在干的吃多了嘛，什么时候到？ အပြည့်အစုံကြော်သွားပြည်သူထောက်စားဖို့ကဖြစ်နေတော့ဒါကြီးကအချင်းချင်းခြားသားမှုအားပေးသလိုဖြစ်နေပါတော့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်မှာပြည်ပထွက်ခွာခွင့်အခြေအနေတွေနဲ့ပတ်သက်ပြီးမှတ်ချက်ပြုပြီးနောက်ဇန်နဝါရီ23ရက်မှာစစ်မှုထမ်းဒီဥပဒေထွက်လာခဲ့ပါတယ်။ဒီနီဥပဒေပုံမှာ51မှာစစ်မှုထမ်းမှုစင့်ခေါ်တဲ့အမိစာရရှိသူဟာဘိုးအဖွဲ့ရဲ့ခွင့်ပြုချက်မရှိဘဲပြည်ပနိုင်ငံတွေကိုထွက်ခွာခွင့်မရှိစေရလို့ထည့်သွင်းကြေညာထားပါတယ်။တာဝန်ရှိပုဂ္ဂိုလ်တွေမှာအကျင့်ပြတ်ခြားစားမှုတွေကိုထိထိရောက်ရောက်ကင်တွယ်အေးအေးယူနိုင်မယ်ဆိုရင်နိုင်ငံသူန နိုင်ငံသားတွေအကျိုးများမယ်လို့ရန်ကုန်စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌဒေါက်တာညိုညိုတင်းကချန်နိုင်တဲ့တင်ဌာနကိုပြောပါရတယ်။ ကြီးပါထောက်ခွာခွင့်ကင်းကျက်ထားတယ်ဆိုပေမဲ့အဲ့ဒါကတာဝန်ကျအရာရှိနဲ့ဆိုင်ရာမျိုးလိုတစ်ခါတည်းတိုင်တွေ့ရတယ်။အဲ့ဒီအချိန်မှာရှိတဲ့တာဝန်ရှိတဲ့လူရဲ့စိတ်နေစိတ်ထားပျော်မြင်ရှိမှုပေါ်မှာမူတည်ပြီးတော့တချို့တွေလည်းဒီလိုပဲကြွားခွင့်လာခွင့်တွေရှိနေကြတာပဲ။ဒါပေမဲ့ဝန်ထမ်းတချို့ကအကျင့်ပြစားစားမှုတွေရှိတယ်။တစ်ခါတကကိုလိုရာဆုံးဖြတ်ကြတာရှိတယ်။ဖြစ်လာတဲ့အကျိုးဆက်တွေကသက်ဆိုင်ရာပုံပုံတွေနိုင်ငံလူနိုင်ငံသားတွေကိုကြီးကြီးမားမားတိခိုက်သွားတာရှိ အောက်ခြေစားတာဝန်ရှိတဲ့ပုံကိုရေးဖို့တိတိကျကျအပားကြားပြီးတော့ချက်ချက်ချာဆမှုတွေကိုတိတိရောက်ကိုင်းတဲ့အရေးယူနိုင်မယ်ဆိုရင်တော့နိုင်ငံတကာနိုင်ငံသားတွေအတွက်မြန်မာနိုင်ငံမှာလူငယ်လူရွယ်တွေဟာပြည်ပနိုင်ငံတွေကိုထွက်ခွာခြင်းသူများပြမှုကြောင့်တရားဝင်ကန့်သတ်မှုမရှိခင်ကာလကလေးကတရားမဝင်လမ်းကြောင်းတွေနဲ့အိမ်နီးချင်းနိုင်ငံတွေကိုခိုးဝေးမှုဟာနေ့စဉ်နဲ့အမျှရှိနေပါတယ်။လက်ရှိမှာလည်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဟာပြည်ပနိုင်ငံတွေကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာလျက်ရှိနေကြပါတယ်။ စီအန်တိုင်းသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ဗိုလ်ချုပ်ဆွန်မိုးမှုကိုစန့်ကျင်ဖို့အတွက်တရုတ်နဲ့မြောက်ကိုရီးယားတို့သဘောတူညီခဲ့ကြတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗိုလ်ချဆုံမှုမှုပုံစံတွေအားလုံးကိုစန့်ကျင်ဖို့အတွက်ပူးပေါင်းဆောင်ရွက်မှုတွေတုံ့ပြန်မှုတရုတ်နဲ့မြောက်ကိုရီးယားနိုင်ငံသားရဲ့ဝင်ကြီးတွေကစက်တင်ဘာ29ရက်မှာသဘောတူညီခဲ့တယ်လို့ DW ကဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံသားရဲ့ဝင်ကြီးဝမ်ယီနဲ့မြောက်ကိုရီးယားနိုင်ငံသားရဲ့ဝင်ကြီးချိုဆုံးဝေတို့ကဘေကျင်းမြို့တော်မှာတွေ့ဆုံချိန်မှာသဘောတူခဲ့ကြတာဖြစ်ပါတယ်။ တရုတ်သမ္မတရှီချင်းပင်ဦးဆောင်တယ်။ဘေကျင်းမြို့တော်မှာပြုလုပ်တဲ့စေရေးပြအခမ်းအနားကိုမြောက်ကိုရာကောင်းဆောင်ကင်ဂျေဝမ်နဲ့ရုရှားသမ္မတပူတင်တို့တက်ရောက်လာခဲ့တဲ့နောက်တရင်တစ်ပတ်အကြာမှာတရုတ်နဲ့မြောက်ကိုရာနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။မြောက်ကိုရာနယ်ဆက်ဆံရေးကိုထိန်းသိမ်းခြင်း၊ခိုင်မာစေခြင်း၊ဖွံ့ဖြိုးတိုးတက်စေခြင်းဟာ အမြဲတစေတရုတ်အစိုးရရဲ့အဓိကမူဝါဒဖြစ်တယ်လို့ဝမ်ကပြောကြားခဲ့ပါတယ်။တရုတ်အနေနဲ့ကမ္ဘာအရေးနဲ့ဒေတာဆိုင်ရာအရေးတွေပြင်မြောက်ကိုရီးယားနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်သွားဖို့ဆန္ဒရှိခြင်းဗိုလ်ချုပ်ဆိုမိုးခြင်းကိုစန့်ကျင်ခြင်းနဲ့တာတူညီမျှရှိမှု တရားမျှတမှုတို့အပါအဝင်နှစ်နိုင်ငံလုံးရဲ့ပုံကြိုးစည်းပွားကိုပူးပေါင်းကာဝယ်သွားဖို့ဆန္ဒရှိတယ်လို့ဝမ်ကပြောပါတယ်နှစ်နိုင်ငံဝန်ကြီးများဟာပြဿနာအများအပြားနဲ့ပတ်သက်ပြီးသဘောတူညီချက်တွေရရှိခဲ့တယ်လို့မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းမှာဖော်ပြထားပါတယ်မြောက်ကိုရီးယားအနေနဲ့လည်းနိုင်ငံပေါင်းစုံအရေးကိစ္စတွေမှာတည်ယုံနေသူပူးပေါင်းလုံဆောင်ဖို့တဖက်သက်ဝါဒနဲ့အာဏာနိုင်ငံရေးကိုတိုက်ဖြတ်ဖို့ပုံမှန်မျှတတဲ့ကမ္ဘာစီမင်းတစ်ခုရရှိစေဖို့ချိုကပြောကြားခဲ့ပါတယ်တည်ယုံနေမြောက်ကိုရီးယားနှစ်နိုင်ငံလုံးကအမေရိကန်ကိုဘုံရန်သူဖြစ်ရှုမြင်ထားပြီးအမေရိကန်အစိုးရကမြောက်ကိုရီးယား ယာရဲ့နျူကလ িয়ার စီမံကိန်းကိုစန့်ကျင်တဲ့အပြင်တရုတ်နိုင်ငံအနေနဲ့လည်းကုန်သွယ်ရေးနဲ့မဟာဗျူဟာမှာအမေရိကန်ရဲ့ပြန်ပတ်အဖြစ်တည်ရှိနေပါတယ်။မြောက်ကိုရာကယူကရိန်းမှာဖြစ်ပွားနေတဲ့စစ်ပွဲမှာရုရှားကိုကူညီထောက်ပံ့ပေးခဲ့တာကြောင့်ကင်ကလက်ရှိမှာတရုတ်နဲ့ပုံမနီးကပ်တဲ့ဆက်ဆံရေးရရှိလိုကြောင်းလာမယ့်လမှာပြောင်းရွှေ့မျိုးတော်မှာပြုလုပ်မယ်။နှစ်ပေါင်း80ပြည့်အလုံးတမပါတီအထိမ်းအမှတ်ပွဲကိုတက်ရောက်ဖို့တရုတ်ကကိုယ်စလဲအဖွဲ့ဆဲလွတ်သွားဖို့ရှိပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ချမ်ပီယာကူကပြည်သူတွေကို ထောက်ပံ့ကြေးထုတ်ပေးသွားမယ်လို့ပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းဝန်ကြီးချုပ်အန်ဒူတင်ချမ်ပီယာကထိုင်းပြည်သူတွေအသေးစားနဲ့အလက်စားစည်းဝါးရေးလုပ်ငန်းတွေအတွက်ကျွေးမီတွေပြန်လည်ပေးဆက်မှုမှာကူညီပေးဖို့အတွက်ထောက်ပံ့ကြေးတွေထုတ်ပေးသွားမယ်လို့စက်တင်ဘာ29ရက်ကကြေညာခဲ့ကြောင်းနီကီအေးရှားကဖော်ပြခဲ့ပါတယ်။အန်ဒူတင်ဟာအရှိတောင်အာရှမှာဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ထိုင်းနိုင်ငံရဲ့စီးပွားရေးကိုပြန်လည်အသက်သွင်းဖို့ချက်ချင်းလှုပ်ဆောင်မဲ့အစီအစဉ်တွေကိုအဓိကထားပြီးလွှတ်တော်မှာကြေညာခဲ့တာဖြစ်ပါတယ်။ အနုတရမူဝါဒတွေအနက်စာဝတ်နေရေးကုန်ကြစိတ်တွေလျှော့ချရေးအိမ်တော်သူကြွေးမိပြဿနာတွေကိုဖြေရှင်းရေးပြည်ရင်းခီးသွားလာတဲ့လုပ်ငန်းကိုပြန်လည်လုံဆောင်ရေးအမေရိကန်ရဲ့ကုန်တယ်ကွန်တိုးမြင့်မှုတွေအပါအဝင်စီးပွားရေးလုံဆောင်ရေးအစီအစဉ်တွေကိုအလေးထားဖော်ပြခဲ့ပါတယ်ကျွန်တော်တို့အစိုးရအဖွဲ့မှကအချိန်ကတ်သက်ရှိပါတယ်ပြီးတော့ဒီဘတ်ဂျက်ကလည်းအရင်အစိုးရကပြင်ဆင်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အစိုးရအဖွဲ့ဟာလူနည်းစုဖြစ်တာကြောင့်နိုင်ငံကရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုချက်ချင်းဖြေရှင်းရပါမယ်လို့အနုတင်ကလွှတ်တော်မှာပြောကြားခဲ့ပါတယ်စီးပွားရေးအစီအစဉ်တွေအနက် အစိုးရဟာထိုင်းပြည်သူတွေကိုဗတ်တသိန်းထက်မပိုတဲ့ချင်းငွေတွေထုတ်ချေးပေးမှဖြစ်ပြီးအသေးစားစီးပွားရေးလုပ်ငန်းတွေအတွက်ဗတ်တသန်းထိချင်းငွေထုတ်ပေးမယ်လို့အန်ဒူတင်က ပြောပါတယ်။စက်တင်ဘာ26ရက်ကလည်းထိုင်းအစိုးရဟာပြည်သူတွေအတွက်ကုန်ကြမ်းဈေးကိုထပ်ဝက်ကျခံပေးမယ်ဗတ်50ဘီလီယံတန်ဖိုးရှိအစီအစဉ်တွေကိုကြေညာခဲ့ပါတယ်။အန်ဒူတင်ရဲ့ဗိုလ်ချုပ်ထိုင်းပါတီဟာအခုလအစောပိုင်းကတည်းကထိုင်းနိုင်ငံမှာပစ္စည်းတွေကိုဝယ်ယူမယ်ဆိုပါကပစ္စည်းတန်ဖိုးရဲ့ထောက်က50ရာခိုင်နှုန်းကိုအစိုးရကစိုက်ပေးမယ့်အစီအစဉ်ကို ပြန်လည်ကျင့်သုံးသွားမယ်လို့အတည်ပြုခဲ့ပါတယ်။ Have had COVID masking ဟုလူသိများတဲ့ဒီအစီအစဉ်ကိုဝန်ကြီးချုပ်ဟောင်းပရာဝတ်ချန်ဟိုကြာလက်ထက်2020ပြည်နှစ်ကဗန္ဓာရေးဝန်ကြီးဌာနနဲ့ဗန္ဓာရေးမူဝါဒရုံးတို့ကဥဆောင်ခဲ့တာဖြစ်ပါတယ်။ Have had COVID masking ရာအစိုးရဟာအသက်16နှစ်ပြည့်ပြီးမှတ်ပုံနဲ့ကင်ဆောင်ထားတဲ့ထိုင်းနိုင်ငံသားတွေအတွက်အစားအစာအချိုရည်နဲ့အခြေခံကုန်ပစ္စည်းတွေကဲ့သို့နေစဉ်မရှိမဖြစ်လိုအပ်တဲ့ကုန်စည်တွေဝယ်ယူရမှာ90ရာခိုင်နှုန်းကိုစိုက်ပေးမှာဖြစ်ပါတယ်။ဒါပေမဲ့တနေ့လျှင်လူတစ်ယောက်စီအတွက် သတ်မှတ်ထားတဲ့နှုန်းထားဘတ်150ဖြစ်ပါတယ်။ဥပမာအနေနဲ့လူတို့ဦးဟာတရက်စာအတွက်ဘတ်300ဘူးဝယ်ယူမယ်ဆိုပါကအစိုးရကဘတ်150စိုက်ပေးမှဖြစ်ပါတယ်။အစိုးရကတရက်စာအတွက်စိုက်ပေးဖို့သတ်မှတ်ထားတဲ့ဘတ်150ဘူးပြည့်သွားချိန်မှာနောက်ထပ်ကုန်ပစ္စည်းတွေကိုဝယ်ယူမယ်ဆိုပါကကိုဖတာငွေရှင်းရမှာဖြစ်ပါတယ်။အမှုတင်ရဲ့ကြားပြတ်အစိုးရဘက်ကလာမယ့်နှစ်ဇန်နဝါရီလကုန်ပိုင်းမှာလွှတ်တော်ကိုဖျက်သိမ်းပြီးမတ်လဒါမှမဟုတ်အေဗီလာမှာရွေးကောက်ပွဲပြုလုပ်ဖို့စီစဉ်ထားကြောင်းကြေညာခဲ့ပါတယ်။လက်ရှိမှာ ဒီရွေးကောက်ပွဲမှာအနိုင်ရရှိဖို့လူမှုထောက်ခံမှုနှုန်းအများဆုံးရရှိနေတဲ့ပါတီဟာပြည်သူ့ပါတီဖြစ်ပြီးပူဇာတိုင်းပါတီကဒုတိယနေရာမှာရပ်တည်နေပါတယ်။တမီးတရုတ်ဆောင်မင်းသားပြည်ကျေးရဲ့ပါတီကိုနိုင်ငံရေးမဲဆွယ်ပွဲမှာလူသေးဆုံးခဲ့မှုကြောင့်အစိုးရကတရားစွဲဆိုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံကတမီးတရုတ်ဆောင်မင်းသားပြည်ကျေးရဲ့ပါတီကို နိုင်ငံရေးမဲဆွယ်ဘက်မှလူသေဆုံးခဲ့မှုကြောင့်အစိုးရကတရားစွဲဆိုထားတယ်လို့ DW ကဖော်ပြခဲ့ပါတယ်။အိန္ဒိယနိုင်ငံတောင်ပိုင်းမှာစက်တင်ဘာ29ရက်ကတမီတယုတ်ဆောင် VJ ရဲ့မဲဆွယ်ဘက်မှာလူအုပ်ကတောင်းကနင်းဖြစ်ပွားပြီးလူ39ဦးထက်မနည်းသေဆုံးက90ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တမီနာဒူးပြည်နယ်ကာရူဝါမြို့မှာတယုတ်ဆောင်ဖြစ်ကနေနိုင်ငံရေးလောကအတွင်တန်းကူးပြောင်းခဲ့တဲ့ VJ ကသူ့ရဲ့တာမေးလာက Battery ကာစာကန် TVK ပါတီအတွက်မဲဆွယ်ဘက်ပြုလုပ်ချိန်မှာဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ယ်။တေဆုံးသူတွေထဲမှာရှေ့ဦးထက်မနေ့ကကလေးတွေဖြစ်ကြောင်းဒေသခံမီဒီယာမှာဖော်ပြထားပါတယ်။ရဲတပ်ဖွဲ့က TVK ပါတီကောင်းဆောင်ဘူစီအာနန်၊နေရမဲကူမနဲ့ VB မာဒီယာလာကန်တို့ကိုအမှုဖွင့်ထားပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေရလို့အာနာပိုင်တွေကစက်တင်ဘာ28ရက်မှာပြောကြားခဲ့ပါတယ်။လူ3000ခန့်အား VJ မေကွန်ပြောမဲ့အချိန်ကိုစောင့်ဆိုင်းနေစဉ်လူအုပ်ကတောင်းကနေစတင်ဖြစ်ပွားခဲ့ပါတယ်။ တရင်တွေမှာ VJ ဟာနိုင်ပေါင်းများစွာနောက်ကျပြီးမှရောက်လာခဲ့တဲ့အတွက်လူ့ဘုတ်ကိုကတောက်ကနေဖြစ်စေခဲ့လို့ဖော်ပြထားပါတယ်။ လူအုပ်ထဲမှာအချို့ဟာ BJ ရဲ့မော်တော်ယာဉ်စီထံအလေမြရောက်ရှိဖို့ကြိုးပမ်းတာကြောင့်လူအုပ်ပြီးမှမူနဲ့ဖျော်ဖျဲဖြစ်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကဆိုပါတယ်။တမိရုပ်ရှင်နယ်ပယ်ရဲ့နှစ်ပေါင်း30ကြာထိတ်တန်းမင်းသားဖြစ်တဲ့ BJ ကဒီဖြစ်ကြောင်းစိတ်ထိတ်ကြိုက်ကြေကွဲရကြောင်းကျန်ရည်သူမိသားစုဝင်တွေနဲ့ထပ်တူစိတ်မကောင်းဖြစ်မိကြောင်းလူမှုမီဒီယာအိတ်မှာရေးသားခဲ့ပါတယ်။တမီးနာဒူပြည်နယ်ဝင်းကြီးချုပ် MK Stalin ကအငြိမ်းစားတရားသူကြီးတူဦးဆောင်တဲ့ကော်မရှင်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းပြီးဒီဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးဖို့နဲ့နိနာသူမိသားစုဝင်တူချင်းစီကို နှစ်နာချီရူဘီတန်ဒေါ်လာ11200ပေးမယ်လို့ကြေညာခဲ့ပါတယ်။ဝန်ကြီးချုပ်မော်ဒီကဒီဖြစ်ရက်ကိုအလွန်စိတ်မကောင်းဖြစ်မိကြောင်းနဲ့စိတ်ဒီကိုက်ကြေကွဲရကြောင်းလူမှုမီဒီယာအစ်မရေးသားခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ Chelsea အသင်းနဲ့ရင်ဆိုင်ရမယ့် Champions League ပွဲစဉ်မှာအနိုင်ရလက်ရယူခြင်းနဲ့လို့ Benfica အသင်းနှစ်ပြမော်ဟင်ဟိုကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဗမီကအတင်းနီးပြမော်ရီယိုကစတန်ဘိုဘရစ်ကိုလာရောက်ပြီးအတင်းအောင်ချယ်ဆီအတင်းနဲ့ရင်ဆိုင်ရမယ့်ချန်ပီယံလိပွဲစဉ်မှာအနိုင်ရလက်ရယူချင်တယ်လို့ပြောခဲ့ပါဗျ။မော်ရီယိုကကျွန်တော်ကအင်ဝပြန်ရောက်တယ်လို့ခန့်စားနေရပြီးအင်တာယူနိုက်တက်နဲ့စပါးအတင်းတို့ကိုကင်တွယ်ခြင်းကလည်းဒီကွင်းမှာကစားခဲ့ရပါဗျ။ ကျွန်တော်ကအခုအပြာရောင်မဟုတ်တော့ဘဲအနီရောင်ဖြစ်နေပါပြီကျွန်တော်ကဒီဘက်ကိုအနိုင်ရယူခြင်းသလိုနှစ်သင်းစလုံးကလည်းအနိုင်ရလည်းရယူခြင်းနေပါတယ်ချက်ကြီးတင်ကပထမပွဲမှာအရင်နှိမ့်ထားတဲ့အတွက်ဒီဘက်ကိုအနိုင်ရယူဖို့သူတို့ကစားသွားမှာပါကျွန်တော်တို့ကလည်းအနိုင်ရဖို့အတွက်အကောင်းဆုံးလှုပ်ဆောင်သွားမယ်လို့ပြောခဲ့တာပါအသက်62နှစ်အရွယ်ရှိမော်ရင်ဟာချက်ကြီးတင်ကိုနှစ်ကြိမ်ခန့်တွေ့ခဲ့ပြီးပရီးမီးယားလိဖလား၃ကြိမ်အပါဝင်အဓိကဆိုဖလား9ခုတိရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်မော်ရင်က "तू ဟာအမြဲတမ်းပြာရောင်ဖြစ်နေပေမယ့်ဒီဘက်မှာတော့ဘီမီကာတင်ရဲ့နီးပြအဖြစ်ချက်ကြီးတင်ကိုအနိုင်ရယူခြင်းတယ်လို့ပြောခဲ့တာပါ ါစက်တင်ဘာလမှာဗီမီကာအသင်းနီးပြအသစ်ဖြစ်ခန့်အပ်ခြင်းခံခဲ့ရတဲ့မော်ရင်ဝါပေါ်တူဂီကလပ်ကို၃ပွဲကန်တွယ်ထားပြီးနှစ်ပွဲတိုင်းတစ်ပွဲတည်းရလက်ရယူပေးထားပါဗျာ မော်ရီယိုကသူဟာစတန်ဘိုဘရစ်ကိုပြိုင်မဲ့အတင်းဒီပြပြေးရောက်ရှိလာချိန်မှာခြေရင်းသင်းပရိသတ်တွေရဲ့လောင်ပြောင်မှုကိုခံရမှာမဟုတ်ဘူးလို့ယုံကြည်မှုရှိနေပါတယ်။ခြေရင်းသင်းဟာပြီးခဲ့တဲ့ရာသီက Conference League နဲ့ FIFA ကလပ်ကမ္ဘာဖလားတို့ကိုရောက်နိုင်ခဲ့တာကြောင့်မော်ရီယိုကသူတို့ဟာစိတ်ပြတ်ဖို့ကောင်းတဲ့ကာလတစ်ခုကိုခြံထားနိုင်ခဲ့ပြီးဒီပြမာရက်စ်ကလက်အောက်မှာလမ်းကြောင်းမဲ့ပေါ်ရောက်နေပြီလို့ပြောရပါတယ်။ခြေစင်းနဲ့ဘင်ဘီကအတင်းတို့ဟာချန်ပီယံလိအဖွင့်ပွဲစဉ်မှာရှုံးမဲ့ကိုယ်စီကြုံတွေ့ခဲ့တာကြောင့်ဒီပွဲစဉ်ဟာနှစ်တင်းစလုံးအတွက်ရမယ့်ရောက်နိုင်ဖို့အရေးပါတဲ့ပွဲဖြစ်ပါတယ်။ ။စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်။ thank you